မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကအာဘန်ချင်းဝေယူပြီးတော့ကျွန်တော်တို့စီဝိုင်းရင်းနှီးမြှုပ်နှံမှုလောက်ကြမယ်အာဒီလိုပြောလိုက်လို့တချို့ကတော့တွေးကောင်းတွေးမိမယ်အာဘန်ကနေပြီးတော့ချင်းဝေယူပြီးတော့ကျွန်တော်တို့စီဝိုင်းရေးကိုဘယ်လိုမျိုး investment လုပ်မှလဲပေါ့နော်အာမဖြစ်နိုင်တာတွေပေါ့အာဒီချိန်မှာမဖြစ်နိုင်တာတွေကိုဟိုဖြစ်နိုင်တာထက်ကိုကြော်နေပြီဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြပေးပါမယ်အာကျွန်တော်တို့2021ခုနှစ်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီပေါ့နော် အာမြန်မာနိုင်ငံရဲ့ GDP ကတိတိတသားကိုအာထိုးဆင်းသွားတယ်အပြီးတော့ကျွန်တော်ဒီ inflation rate တွေကလည်းအစမတန်အမြင့်တက်လာတာကိုကျွန်တော်တွေ့ရတယ်အာအဲ့ဒီအချိန်မှာသူ့ရဲ့ကြိုးကြောင်းဆက်ဆက်မှုတွေကြောင့်ဖြစ်လာတယ်ကျွန်တော်ဒီရွှေဈေးတွေနိုင်ငံခြားငွေကြေးလဲလဲနှုန်းတွေအပြီးတော့ကျွန်တော်ဒီဟောပေါ့အိမ်ချမ်းမီကိုနိုတိုက်ခန်းတွေအတိုက်ခန်းတွေသူ့ရဲ့ဒီ contract တိုက်တွေပေါ့နော်အာအဲ့ဒီအရာတွေအကုန်လုံးရဲ့ဈေးကလည်းကျွန်တော် အဲတောက်လျှောက်တက်လာတာကိုကျွန်တော်တွေ့ရတယ်အဲဒီနေရာမှာကျွန်တော်ရဲ့ကိုကိုရိဖြစ်ရနေပါတော့ကျွန်တော်တာဒကပေးခြင်းပါတယ်အဲကျွန်တော်ဒီ2023ခုနှစ်နှစ်လယ်လောက်မှာကျွန်တော် contractor တကူကိုကျွန်တော်တွားကြည့်တယ်အဲသူကဒီလိုင်းမြို့နယ်မှာရှိတာပေါ့နော်အဲကျွန်တော်သူ့ရဲ့အကျယ်ကပေးအကျယ်ကဒီ12ခွဲကျွန်တော်ပုံမှန်တိုင်းပဲ12ခွဲ50 12ခွဲ50ဒီတက်တရတာပေါ့အဲ့ချိန်တုန်းကသူကကျူပွိုင်းနဲ့အရေးကြအခွဲပြီးတော့ကျွန်တော်ဝယ်ရမှာပေါ့နော် သူကရောင်းစည်းကတော့၄၁၀ပေါ့အဲ၄၁၀ဆိုတော့အဲကျွန်တော်လက်ထက်မှာအရှင်တော့က380ရှိတာပေါ့အဲဒီနေရာမှာကျွန်တော်ကကျွန်တော်ရဲ့ဒီနေဆောင်ဝါကိုကျွန်တော်ကအာသူစီရှာရှာမခွဲခြားနိုင်ခဲ့ဘူးပေါ့နော်အဲကျွန်တော်ကားဘာဖြစ်လဲဆိုတော့ကားရန်စီးကျင်တာအာကားရန်စီးကျင်တဲ့စိတ်ဖြစ်လာကြတော့ကျွန်တော်ဩအိမ်ကိုလည်းကျွန်တော်နောက်မှဒီတောင်းပေးမဲ့နဲ့ကျွန်တော်ဝယ်မယ်ပေါ့နော်အာအဲ့လိုစဉ်းစားပြီးတော့ကျွန်တော်ကားလေးတစ်စီးကျွန်တော်ဝယ်ခဲ့တယ် အဲဒေတုံး380ကိုတုံးပြီးရောပေါ့နော်အဲပြီးရပြီးရောကျွန်တော်ဒီ2023နှစ်ကုန်ပိုင်းလည်းရောက်လဲရောက်ပေါ့ဒီကုနာကတိုက်ခန်းနေရဲ့ဈေးနှုန်းကအဲ900ရဲ့အထက်နာကို ရောက်လာတယ်အဲဒီလိုနဲ့2024ဒီတစ်နှစ်လုံးကိုသူဒီတိုက်ခန်းဈေးတွေတောက်လျှောက်တက်လာလိုက်တာတက်လာလိုက်တာဒီ HMI ဈေးတွေရောပေါ့နော်အဲ2024နှစ်ကုန်ပိုင်းလောက်ထိကိုဒီကုနာကတိုက်ခန်းမျိုးရဲ့ဈေးနှုန်းက အကျွန်တော်800 900 1000လီးပါးကိုရောက်သွားခဲ့ပေါ့နော်အဒီအချိန်မှာကျွန်တော်ဒေါင်းပေးမနဲ့ဝယ်မယ်ဆိုလို့ရှိရင်လည်းအကျွန်တော်အ ਨੇ ဆုံးတော့ဟိုပါပေါ့ဘယ်လိုပဲပြောပြောဒေါင်းပေးမလည်းတော်တော်လေးများလာတယ်မန်လီပေးရမယ်ပမာဏကလည်းတော်တော်လေးတက်လာတယ်အဲအဲ့ဆိုအိမ်နဲ့တော်တော်လေးလလန်းဟိုအလန်းဝေးသွားခဲ့ပေါ့အဲအဲ့အချိန်မှာကျွန်တော်ဝယ်ခဲ့တဲ့ကားရဲ့ဒီပေါက်ဈေးကိုပြန်ကြည့်တော့လည်းအဲ900တပတ်ချလဲပဲပေါက်နေတယ်အဲဆိုတော့အဲဒါကျွန်တော်ဖြစ်ရပေါ့နော် အဲခုနခေါင်းစဉ်ကိုပြန်သွားရမယ်ဆိုရင်ကျွန်တော်တို့ဒီဘဏ်ကနေချင်းငွေယူပြီးတော့ဘယ်လိုမျိုးရင်းနှီးမြှုပ်နှံမှုလုပ်မလဲပေါ့အဲခေါင်းစဉ်ကိုပြန်သွားရမယ်ဆိုရင်ကျွန်တော်တို့ဘဏ်ကနေချင်းငွေယူဟုံးလုံးယူပြီးတော့ကျွန်တော်တို့ဒီရင်းနှီးမြှုပ်နှံမှုဘယ်လိုလုပ်မလဲပေါ့နော်ဒီနေရာမှာကျွန်တော်အမအတိမတယောက်ရဲ့ကိုရဖြစ်ရနဲ့ကျွန်တော်ဥပမာပေးပါမယ်အဲအမကကျွန်တော်တို့ပေါ့အာ2022နှစ်လေလောက်ပေါ့နော်သူ ဒီတိုက်ခန်းတခန်းကိုတံမွေဘက်မှာ3940နဲ့အဲသူဟုံလုံးချစ်ပြီးတော့သူဝယ်လိုက်တယ်အဲသူကဒီအဲ့အခန်းကိုသူကထောင်ပေးမှန်းကအာ30ရာခိုင်နှုန်းသွင်းတယ်သိန်းဒီ160ကျော်လောက်ပေါ့ထောင်ပေးမှန်းပြီးတော့ကျွန်တော်တို့ဒီရှင်းနေကတွေစာရွက်စာတမ်းကြီးတွေဒီအမကန်ကြီးတွေပေါ့နော်အာပြီးရင်ဒီဘန်ဆာဗစ်ချက်ချက်တွေပေါ့အဲ့ဒါတွေအကုန်ပေါင်းလိုက်လို့ရှိရင်သူပထမဦးဆုံးသုံးရတဲ့ငွေကအာ180လောက်တော့သူသုံးရတယ်အဲသူတလချင်းကို သူတွင်းရတဲ့ monthly payment ကကျတော့၄သိန်း၃သိန်းလောက်သူတွင်းရတာပေါ့နော်ဒီလိုနဲ့သူတွင်းလာလိုက်တာတွင်းလာလိုက်တာတစ်နှစ်ခွဲလောက်ရောက်တဲ့အချိန်မှာသူ့ကုနာကဒီကျွန်တော်တောင်မွေကအခန်းကိုဒီကြောက်ွက်တဲ့ဘက်ကိုအိုက်ကအခန်းကိုတိန်း1100ပေးပြီးတော့လာဝဲလို့သူရောင်းထုတ်ပလိုက်တယ်အာဘယ်လိုမျိုးရောင်းလဲဆိုတော့သူကပိုင်ရှင်ကိုပြောပြီးတော့ဒါပန်နဲ့ဝယ်ထားတဲ့အခန်းပေါ့နော်အာလက်လွဲရောင်းတယ်ပေါ့ဗျာအဲအဲ့အချိန်မှာသူဘန်ကိုဒီတစ်နှစ်ခွဲတွင်းလာရဲဖယ်လိုက်လို့ရှင်ဘန်ကိုတွင်းရမဲ့ငွေအရင်ပမာဏက သိန်းကျွန်တော်360လောက်ကျန်နေတာပေါ့ဆိုတော့ဒီ360လောက်ရဲ့ဒီ early bill ပေါ့ early payment fees တွေပေါ့နော်အဲ့ဒါတွေပေါင်းလိုက်လို့ရှင်ဒီကျွန်တော်တို့ဟာပေါ့အာ၃ရက်နဲ့ဒီ80လောက်တော့သူသူဘန်ကိုတွင်းလိုက်ရမယ်။၃ရက်နဲ့80လောက်တွင်းလိုက်တော့ခုနကဒီ3100ကိုဒါနေပြီးတော့ကျွန်တော်380ကျွန်တော်ဖယ်လိုက်လို့ရှိရင်ကျွန်တော်ဟိုပါပေါ့900နဲ့30လောက်သူ့လက်ထက်မှာကျန်တာပေါ့နော်။အ ဲ့လိုဆိုတော့ तू ကဒါကဟိုသူဒီ2024နှစ်ကုန်လောက်မှာ तू ရရှိလိုက်တဲ့ဒါအကျိုးမြတ်ပေါ့ဒီနေရာမှာကျွန်တော်မြင်တာပြောမှာဆိုလို့ရှိရင် तू ကနဦးဘန်ကိုကျွန်တော်ဒါသူ့ရဲ့အရင်ပေါ့ဗျာကျွန်တော်သိန်း180ပေါ့ဒါပေမဲ့ဒီတစ်နှစ်ခွဲအချိန်တွင်းမှာ तू ထပ်ပြီးရင်းလိုက်ရတဲ့ပမာဏကသိန်း80ပေါ့ဗျာတစ်နှစ်ခွဲစာကျွန်တော်၄သိန်း၃တောင်းဘန်ကိုကျွန်တော်17လအတွင်းနဲ့ပမာဏပေါ့သိန်း80နီးပါးရဲ့သူ့ရဲ့ကနဦးအရင်ကကြောင်းပေးမှန်းကကြတော့ ျွန်တော်တို့380လောက်ရယ်ဗျာအဲ့ဒါဆိုသူရင်းလိုက်ရတဲ့ပမာဏကကျွန်တော်တို့ကအဲ260လောက်ရှိမယ်ဒီလိုမျိုး invest လုပ်လိုက်တာသူတစ်နှစ်ခွဲကြာတဲ့အချိန်မှာသူရလိုက်တဲ့အမြတ်ကကြတော့930သူ့မှာမြင့်နေတယ်ဆိုတော့ဒါကျွန်တော်ပြောချင်တဲ့ပုံစံပါပဲဒါဘဏ်ကနေလည်းကျွန်တော်တို့ကဘန်ဒူးနှုံးကလည်းဘန်ဒူးနှုံးကကျွန်တော်တို့ဒါ annually ကိုအခုဒါဒီအခုလက်ရှိမှာဆိုလို့ရှင်တော့အာ ် annually ကိုကျွန်တော်တို့ down payment 30ဆိုလို့ရှိရင်တော့သူက7300ခိုင်နှုန်းပဲ annually ဒါပေမဲ့ဒီဘက်ကကျွန်တော် inflation ရဲ့ rate နဲ့ရှင်းကြည့်မယ်ဆိုရင်ဘန်တုံးတော့အတိတ်တတ်တာကိုကွာဟနေတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဘလို့ပဲဖြစ်တခြားအချက်တွေကိုဖယ်ထားလိုက်အောင်ကျွန်တော်တို့ဒီ rate နှစ်ခုကိုပဲရှင်းပြီးတော့ကျွန်တော်တို့ဒီ investment ကိုအဲလုပ်မယ်ပေါ့နော် home loan ယူပြီး investment လုပ်မယ်ဆိုရင်တော့မှပဲဒါကျွန်တော်တို့တော်တော်လေးအားသာနေတာကိုကျွန်တော်တို့တွေ့ရတယ်အဲပြီးတော့ကျွန်တော်တို့ဒီအာနိုင်ငံအခြေအနေတွေ ီးတော့ဒီသဘာဝဘေးပြီးတော့ဒီဟိုပါပေါ့ကျွန်တော်တို့အ GDP လည်းလုံးဝတော့ဘလုံးဝဟိုအများကြီးလည်းတက်လာစရာတော့မရှိသေးဘူးပေါ့နော်အဲ့လိုတော့မြင်တာပေါ့အဲ့လိုဆိုတော့ဒီလူတွေထူထပ်လာတယ်ပြီးတော့ရွှေပြောင်းတွေအများများလာတယ်ဒီအကုန်လုံးကလည်းရန်ကုန်ကိုပဲကျွန်တော်ရွှေပြောင်းလာကြတယ်ဆိုတော့ဘလိုပဲဖြစ်ဖြစ်ဒီဝယ်လူအများလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒါကုန်စည်နှုန်းတွေလည်းမြင့်နေဆောက်လုပ်ရေးပစ္စည်းဝယ်ယူရတဲ့ဈေးကြီးလည်းမြင့်လာတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ ဒီတိုက်ခန်းနေကုန်းတို့တိုက်ခန်းနေပေါ့နော်သူတို့ရဲ့ဈေးရလဲကျွန်တော်တို့အတက်ဖက်မှာပဲရှိတယ်လို့တွေ့ရတယ်အဲ့လို့ဆိုတော့ဒီမှာကျွန်တော်ယင်းနည်းမျှော်လင့်မှုလုပ်မယ်ဆိုလို့ရှိရင်အာကျင်းတည်ပေါ့ကျွန်တော်အကျိုးမြတ်ရရှိမှာကိုတွေ့ရပါတယ်ဆိုတော့ဒါကျွန်တော်ပြောချင်တဲ့ပုံစံမှာ home loan ယူပြီးတော့ဘယ်လိုမျိုး investment လုပ်မလဲဆိုတော့ခုနပြောသလိုပဲကျွန်တော် investment လုပ်လို့ရပါတယ်ဆိုတော့ဒီနေရာမှာဒီလိုမျိုး home loan လုပ်တဲ့အခါမှာလဲကိုယ့်ရဲ့ဒီ bank account နဲ့အချက်လက်တွေရတော့ဒါကတော့ကျွန်တော်တို့ဟိုကိုယ့်ဘက်ကပေးနိုင်အောင်ပေါ့နော် အဲအဲ့ challenge ပြည်စုံလဲဆိုတော့ဟုံးလုံးတကကြပါတယ်အဘန်တိုးနှုံးကလည်းအရန်တက်တာနေတယ် inflation တွေကလည်းအရန်ကိုမြင့်တက်နေတယ်ဆိုတော့ဒါကျွန်တော်အလုတ်တင်ဆုံးအခြေအနေပါပဲအဲခုနကအဲကျွန်တော်ပထမဦးဆုံးဒီကျွန်တော်စဉ်းစားခဲ့တဲ့အဲဟိုလိုင်းမျိုးနေပဲပေါ့နော်အခုလက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်တိုက်ခန်းနေရဲ့ဈေးနှုန်းတွေကဘယ်လောက်ထိရောက်လာပြီလဲဆိုလို့ရှိရင်အာဒီလိုင်းရဲ့ VIP လို့ပြောလို့ရတဲ့ဒါလိုင်း16ရက်ကွယ်ပေါ့မလားမြိုင်တလန်း2လန်း3လန်း4လန်းဘက်မှာ ကျွန်တော်ဒီ PCC ကြာပြီးသားအကျယ်က7ခွဲပေ90အကျယ်ပြင်ဆင်ပြီးသားအခန်းတွေပေါ့ဗျာအဲအဲ့အခန်းတွေဆိုလို့ရှိရင်လက်ရှိမှာပေါက်ဈေးကအလွှာမြင့်တဲ့ဒီသူ့ရဲ့ဟိုဘောလိုက်ပြီးတော့ကျွန်တော်3200 1300 1400 1500ရောင်းနေကြပါတယ်အဲလက်ရှိပေါက်နေတဲ့ဈေးပေါ့နော်အဲ့လိုဆိုတော့အခုချိန်မှာအဲကျွန်တော်ရွေးချယ်မှုမှားခဲ့တဲ့အရာဟာကျွန်တော်အခုချိန်မှာဆိုလို့ရှိရင်ကျွန်တော်နဲ့အလန်းတော်တော်လေးကိုဝေးပွာလာတာကိုတွေ့ရပါတယ် အဲ့လိုမျိုးကျွန်တော်ရွေးချယ်မှုမှားခဲ့တဲ့အတွက်ကြောင့်မလို့ဆုံးရှုံးမှုဖြစ်နေတဲ့အဲဒီဘက်တစ်ချမ်းပေါ့နော်အဲဒါပေမဲ့ရွေးချယ်မှုမှန်ကန်စွာနဲ့ခုနကကျွန်တော်ရဲ့အတိအမှဆိုလို့ရှိရင်လည်းအဲသူအခုဒီခုခုနကသူတံမွေဘက်ကတိုက်ခန်းကိုရောင်းလို့ရခဲ့တယ်အဲငွေပေါ့နော်အဲအဲ့ငွေနဲ့သူ့ရဲ့ထက်မှာကျန်တဲ့ငွေ3900ကျော်နဲ့ကိုသူကချက်ချင်းပဲတာဂီတာဘက်မှာကျွန်တော်တို့ဒီပေးအကျဲပေါ့နော်ဒီ78ပေ56ပေအခန်းကျဲတစ်ခန်းကိုသူကဘန်လုံးနဲ့ပဲထောက်ဝယ်လိုက်တယ် ဆိုတော့ဘယ်လိုပြောရမလဲသူ့မှာကလောလောဆယ်မှာဒီတစ်နှစ်ခွဲနှစ်နှစ်အတွင်းမှာသူရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့တဲ့အရာလက်ရှိမှာသူ့ရဲ့ပိုင်ဆိုင်မှုကဆိုလို့ရှိရင်သိန်းထောင်ကျော်တန်းဒါတိုက်ခန်းတခန်း property တစ်ခုကိုသူပိုင်ဆိုင်နေပြီပေါ့နော်ဆိုတော့ဒီဟာလဲသူနောက်ဘယ်လောက်ထိတန်ဖိုးတက်လာမလဲဆိုတော့သူကိုယ်တိုင်ကမှန်းမေးရသလိုအဲသေချာတာကတော့အတက်မှာပဲရှိမှာပေါ့နော်ဆိုတော့ဒါဟာအရန်ကိုကောင်းတယ်အဲလောက်ကိုလုံးတဲ့ဒါ investment ပုံစံတစ်မျိုးပေါ့နော် နောက်ဆုံးကိုက investment ပုံစံမဟုတ်ဘူးဆိုရင်တော့မှာပဲအဲလောလောဆယ်မှာအဲဒါကိုအိမ်အိမ်ပိုင်းမရှိဘူးအဲကိုပိုင်းအိမ်တစ်လုံးနဲ့နေချင်တယ်ဆိုတော့လူတွေအတွက်တော့အဲဗမြုပ်နယ်တွေနေရာတွေရွေးချယ်မနေဘဲနဲ့ဘန်လုံးဟုံးလုံးချိလို့ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲခုနကကျွန်တော်ပြောသလိုပုံစံမျိုးနဲ့အဲကိုမကတော့ဒေါင်းပေးမှရရှိရမှာပေါ့နော်အဲပြီးရင်ကိုကလည်းအိမ်ကန်ဝင်ဝင်ရာလမ်းတွေလည်းအဲပြနိုင်ရမယ်အချက်လက်တွေပြည့်စုံတယ်ဆိုလို့ရှိရင်တော့အများဆုံးဝယ်ယူခြင်းနဲ့ ကိစ္စပါပဲဆိုတော့ဒီနေ့ဗီဒီယိုလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့အဲကျွန်တော်တို့အဲဟုံးလုံးချိတ်ပြီးတော့ investment လောက်ကြမှာဆိုတော့ကောင်းတဲ့အောက်မှာခုနကကျွန်တော်ပြောခဲ့သလိုကျွန်တော်ရဖြစ်ရကျွန်တော်အတိအမှရဖြစ်ရတာတကနှစ်ခုနဲ့နှိုင်းရှင်ပြီးတော့လူကြီးမျိုးလို့စဉ်းစားချင်းရင်ပြီးတော့ YouTube ဝယ်ပြီးလို့ရပါတယ်။နောက်ဗီဒီယိုတွေမှာလည်းအခုလိုမျိုး Instagram နဲ့ပတ်သက်ပြီးပူရရစရာတွေကိုထပ်ပြီးတင်ဆက်ပေးသွားအောင်မှာမို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားပေးဖို့တောင်းဆိုအပ်ပါတယ်။ 耶稣的玛利亚尼特利玛。